အလုံးမင်္ဂလာပါညတကောင်ကျော်ပါရန်စာလို့တရက်တီငပိကျော်လေးနဲ့တုံးစရာလေးနဲ့ထားစားရပါရှင်။စားကြပါအုပ်သားတို့ရေ။အရင်ဆုံးနှင်းရောင်းနေတဲ့ညတီငပိထောင်းကိုကြုံနေရှင်။သူဖြူချက်သူနီများများနဲ့ကြော်ရပါရှင်နော်။အားမော့အနေငယ်ထည့်ပြီးတော့ဒီတန်းကြော်လိုက်ပါရှင်။မွမွေးလည်းရပြီးဆိုရင် ဒီလိုမျိုးအရန်စားချစ်ပွဲကောင်းတဲ့တရက်တီးငပိကျော်လေးရမှာပါရှင်ဟင်းကျိုလေးကတော့တခွားတီးဟင်းကျိုလေးပါတုံးစရာကတခွားတီးတုံးစရာလေးပါရှင်ကြက်သားကျော်နည်းနည်းချင်နေတာမလို့အဲ့ဒါနဲ့သွေးစားမှာပါရှင်လွယ်ကူရိုးရှင်းပြီးတော့မြန်မာလူမျိုးပတ်စပ်နဲ့အရန်ကိုအစင်ပြေပြီးအရန်လဲစားကောင်းတဲ့ When I တော့ရှင်မြန်မာစားမယ်။ဒီနေ့ကတော့အသာဟုတ်ချက်ထားဖို့။သမီးလေးငါပြီးထောင်းကိုဒီနေ့ပြီးလေးကြော်ထားပါလေ။ဒီသမီးကမှုတယ်။သမီးလေးငါပြီးထောင်းလေးကကတရက်ဒီထောင်းပါတော့။ဆူဆူလေးဆက်တယ်။နောက်ပြီးတော့အရသာပတ်တိပဲ။ဒါအဆန်တိုက်တဲ့သူတွေဆိုရင်တော့ရှော့တာပါတော့။အဆက်တိုက်တဲ့သူတွေဆိုရင်လို့လို့ပြောအဆင်ပြေ။တော်ရပါမထဲတာကိုစက်တူနေနဲ့စက်တူဖြူပဲထဲထားရတာပါနော်။ကဲဆက်ကြပါဦးတဲ့လို့ရေ။ကိုင်းနေအောင်ပဲတုံးစရာကတော့ဒီနေ့ပါတီပါရှင်။ဒါကြောင့်ရှင်။ဟွ။ကဲဆက်လို့ရတယ်။ ီးပါအောင်တက်တယ်ရေပတ်ဘလို့ပြောရမှာတော့ညပိကျော်ညမြည်ကျော်ပုံစံမျိုးနဲ့အရတာဖတ်တယ်အရင်စားအောင်တနည်းနဲ့ငါပြထားလို့ဒါဆိုရင်အကျော်တက်လွယ်တဲ့သူတွေဆိုရင် ရတယ်ခင်ဗျာအကျော်တက်လို့လည်းဒီပါခင်ဗျာဆိုရင်နောက်ပြီးတော့ရန်စားခြင်းနဲ့နောက်ပြီးတော့ရန်စားခြင်းတဲ့မြန်မာဆိုင်သွားမယ်သမီးဆိုင်သွားတဲ့ခါတိုင်းစားပြီးရင်ပြန်လာတဲ့ခါအကျော်တက်လာတယ်တော်တော်များများငါပြည်ကျုံငါပြီးတော့တော်များကနှိမ့်စားလို့မရဘူးအကျော်တက်တယ်ငါပြီးတော့ကွက်သေးနှိမ့်စားတာဘာလို့မမြောင်မှန်းတယ်စားရစားရောင်းနေအောင်လည်းအရင်စားတာကမှငါပြီးတော့လေးတိုင်းလေးတိုင်းစားနေရတာဖြစ်လို့ င်းငွေသွားတယ်မပြတောင်းမပြကြုံစားချင်ကြုံစားလိုက်ရှင်ရှင်ရှင်ဝင်းပြောတော့နော်စားချက်မရှိတဲ့စားချက်နေဆိုမလေးရှားတနင်္ဂနွေလောက်မှပို့ပေးပါတယ်နော်အများလုံးရှင်နေဆိုရင်လာဖို့တူပြရရှင်နော်အခုမှ25ပါရှင်နော်မယူအပ်လို့ရပါရှင်နော်စားလို့ရှင်